ပြိသက်ခိုင်မာရရှိထားတဲ့တရုတ်ဆောင်မြင်းများရဲ့ပြိသက်အများစုမသိကြတဲ့ဘဝအကြောင်းအားလုံးပဲမင်္ဂလာပါ MCNidos New Channel ကနေကြိုဆိုပါရစေ။တရုတ်ဆောင်မြင်းများကမြန်မာရုပ်ရှင်လောကမှာလူသိများတော်လဲပြိသက်များစုသိမ်းသိကြတဲ့ထူးခြားအချက်များစွာရှိပါတယ်။အမှုပညာကြီးရဲ့ကွယ်ပြားမှုတွေ စတင်လာခြင်းသူကစပိုင်းမှာဒရမာဆက်ကားနဲ့လူသိများခဲ့ပြီးဇက်ကောင်ဆိုင်တွေကိုပြုပြင်စွာတရုတ်ဆောင်နိုင်မှုကြောင့်ထင်ရှားလာခဲ့တယ်။ဥပမာအဖြစ်တခါကမွေးစမြဆက်ကားမှာသူရဲ့တရုတ်ဆောင်မှုကိုအစိုးရစုတွေကချစ်တဲ့ဘဝကြောင့်ပြုပြင်စွာဖော်ကျူးနိုင်သူဖြစ်ကြီးကျယ်ခဲ့ပါတယ်။ထုတ်လွှင့်လုံကန်2019ခုနှစ်မှာကြားကြားကြိုက်ကြိုက်ဟာတဆက်ကားကိုရိုင်းထုတ်လွှင့်ခဲ့ပြီးဤဆက်ကားမှာမင်းသမီးလေးဦးသာပါဝင်ကရွှေရှင်တော်လင်ထူးခြားတဲ့ဆက်လံဖွဲ့စည်းမှုရှိခဲ့တယ်။ဤလုံကန်အတွက်သူက Have and Have ရွှေရှင်ထုတ်လွှင့်ရေးကိုတည်ထောင်ပြီးအဖွဲ့စည်းနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ လူမှုရေးမြင့်တဲ့ဇက်ကောင်ပြင်ဆင်မှုမြေစာ ရုပ်ရှင်မှာလူဒန်းစားလွှာပြဒနာစီပင်တန်ရှင်းဝန်ထမ်းတွေရဲ့အပေါ်အခက်ခဲတွေကိုဖော်ကျူတဲ့မြေစာ2023ဇက်ကောင်မှာသူကကိုဖိုးထောင်ပြတည်ဥဆောင်ခဲ့တယ်။ဤစာရုပ်တဲ့စီပင်ဝန်ထမ်းတွေရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေကိုတိုင်းလေးလာခဲ့ပြီးရိုက်ကွေးတလျှောက်သူရဲ့ခန်းစားချက်ကိုနှိစက်ဆုံးဖော်ကျူနိုင်ခဲ့ပါတယ်။ဇက်ကားပြဝဲခန်းနာကိုရန်ကုန်မြို့တော်ဝင်ဥပိုဒေးကိုလိုက်တယောက်ခဲ့ပြီးစီပင်ဝန်ထမ်းတွေနဲ့တက်ဝင်ရိုက်ခဲ့ပါတယ်။ ဖာသား15မှာလည်းထူးခြားမှုမင်္ဂလာကရေ2023မှာသူရဲ့တယောက်ဆောင်မှုအတွက်ဇန်ညောမှာခွင့်ပြုထားတဲ့တပ်ပို့ပြီးတော့ဇက်ကောင်အရှင်မြင်တင်ခဲ့တယ်။ဥပမာနောက်နှုတ်ပို့တဲ့အခါမှာစပိန်နဲ့ဟန်ချန်ကြီးအောင်ရိုက်ကူရခြင်းတဘောကြတဲ့ဟာသားတွေထည့်သွင်းခြင်းတို့ပါဝင်တယ်။လောကအတွင်းလေးစားမှုနဲ့ကိုရေးကိုယ်တော်နဲ့အမှုပညာရှင်တွေအကြီးကျယ်မှုစောစောအောင်ကဲ့သို့ဇက်ပို့တယောက်ဆောင်တွေကမြင့်မြတ်အဆင့်တက်မခွင့်ကြသူဖော်ပြခဲ့ပြီးမလို့အဖယ်ဝေဖန်သူတွေကိုမြင့်မြတ်ကြမသိပဲမထီနဲ့ပြပြတသားဖော်ပြခဲ့ပါတယ်။ ရုပ်ရှင်ဈေးကွက်ပြန်လည်နှိုးထမှုမှာကံကံနာ2022ခုနှစ်ဆရာနာသိမ်းပြီးနောက်ရုပ်ရှင်အုပ်နေပြန်ပွင့်ခြင်းမှာမြန်မာဆက်ကအများစုဝင်ဝေကြဆင်းနေခဲ့တယ်။ထို့တော်မြင့်မြတ်အမည်စားနဲ့ကျော်ကြီးကချစ်တက်တဲ့ကဲ့သို့ဇကားတွေကယုံတင်ပြသခြင်း၆ဘတ်၉ဘတ်ထိကြာမြင့်ကပြည်သက်တွေပြန်လည်ဆုစီလာခဲ့တယ်။ ။ဤရချက်ကသူ့ဟာစက်မှုလောကရဲ့ကယ်တင်ရှင်ဖြစ်သတ်မှတ်စေခဲ့ပါတယ်။အထူးကြုံဆုံးသောစရိုက်တွေပြည်ထောင်အခြေစိုးတယ်မှုကိုဘေးကလာတွင်အိမ်နှင်းနေသူတွေမပြင်ရစင်သူပောင်းရတုံးဆောင်ထားတဲ့ဟီရိုဇက်ကကိုမာအပလီကေးရှင်းမှာဖြန့်ချိပေးခဲ့ပြီးပြည်ထောင်အခြေစိုးတင်ကြောင်းပုံဝင်လင်းလင်းပြောကြားခဲ့ပါတယ်။အနုပညာပေါ်ရသမှုတရားဆောင်ခြင်းအတွက်ဇက်ကိုင်ဇက်ကောင်စီကိုတီးကြောင်လေလာခြင်းလူမှုကျော်ပြဇက်ကရွေးချယ်ခြင်းတို့ကသူ့ရဲ့အနုပညာသည်လူဒန်းစားအလုံးတည်းဆိုတဲ့အယူဆကိုထင်ရှားစေပါတယ်။ မြန်မာရုပ်ရှင်လောကမှာထင်ရှားတဲ့တရုတ်ဆောင်မြင့်မြတ်ကအနုပညာဘတ်တွင်နာမကမိသားစုဘက်မှလည်းပြောင်းရွှေ့တဲ့ဘဝကိုတည်ဆောက်ထားသူဖြစ်တယ်။ဇနီးနဲ့လက်ထက်ချင်းမခင်သူအောင်နဲ့2019ခုနှစ်မှာလက်ထံခဲ့တယ်။လက်ထက်ချင်းကစပြီးဇနီးတန်နဲ့ယင်းရဲ့မိသားစုဘဝကိုပေါ်ဆောင်လျက်ရှိရယ်။ဇနီးဖြစ်သူကမီဒီယာလောကနဲ့ဝေးကွာသူဖြစ်ပြီးပုဂ္ဂိုလ်ရေးကိစ္စတွေကိုကကွယ်စွာထိန်းသိမ်းထားပါတယ်။သားသမီးရဲ့နဲ့မိသားစုဘဝရဲ့တင်းမြင့်မြတ်မှာသားနဲ့သမီးရှိအောင်သိရတော့လဲအမြင့်နဲ့အသက်ပိုင်းချကတော့ပုံဝင်လည်းနဲ့ပေါ်ပြမထားပါဘူး။2024ခုနှစ်နိုဝင်ဘာလမှာရန်ကုန်မြို့ Time City ရှိ မဂါ H ရုပ်ရှင်ရုံမှာကျင်းပတဲ့မောင်စုံမီယာရုပ်ရှင် Family Show တို့ဇနီးနဲ့သားသမီးရင်းနဲ့အတူတက်ရောက်ခဲ့ကြတဲ့မီဒီယာရီပွင့်တွေကိုဖော်ပြခဲ့ပါတယ်လူမှုကွန်ရက်ပေါ်ကမိသားစုပုံနဲ့မြင့်မြတ်ကလူမှုကွန်ရက်စာမျက်နှာတွေမှာမိသားစုနဲ့အတူရိုက်ကူထားတဲ့ပုံတွေကိုမကြကနာမြဝေလေးရှိပါတယ်သူရဲ့ post တွေကသားသမီးတွေရဲ့ဖွံ့ဖြိုးမှုမိသားစုတို့ခရီးသွားခြင်းနဲ့ပွဲလမ်းသဘင်တွေကိုတက်ရောက်ခြင်းစားအမှတ်တမ်းတဲ့ပုံတွေပါဝင်လေးရှိပါတယ်အနုပညာနဲ့မိသားစုဘဝချင်းကြီးမျိုးအနုပညာတက်တန်းဆက်လေးနဲ့ 2016ကနေယနေ့အထိတွင်ရုပ်ရှင်ဇာတ်က30ကျော်ဗီဒီယိုဇာတ်ကများများစွာမှပေါဝင်ခဲ့တော်လဲမိသားစုကိုချိန်ပြရန်ဦးစားပေးလျက်ရှိပါတယ်။အင်တာဗျူးတစ်ခုမှာရုပ်ရှင်လောကသားရာလုံကမိသားစုရဲ့အရင်လိုပဲလို့ပြောကြတာမိသားစုနဲ့နှုတ်ပညာကိုပေါင်းစပ်ထားကြောင်းပေါ်ပြခဲ့တယ်။မြင့်မြတ်မိသားစုဘဝကရုပ်ရှင်တော်လဲပျော်ရွှင်မှုနဲ့ပြည့်နေနေပါတယ်။ဇနီးဖြစ်သူမကင်သူအောင် သားသမီးနဲ့တူလူမှုကွန်ရက်ပေါ်မှာမျှဝေတဲ့မိသားစုပေါ်တွေကသူ့ရဲ့မိသားစုပေါ် ချင်းမြတ်နှုတ်မှုကိုတင်ရစေတဲ့အမှုပညာရှင်တောင်းနဲ့ဖြင့်လူသိများတင်ရှားတော်လဲမိသားစုကိုပထမဦးစားပေးသူ ဖြင့်ဆက်လက်တင်ရှိမှုမျှော်လင့်ရပါတယ်။စောင်းတီချွတ်နာစဉ်ပြပိတ်တော်အလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင့်။